ရနေဒိုသာအခုချိန်ရီးယားမှာရှိနေတဲ့ရင်တေချာပေါ့အာဆင်နယ်ကိုကမ်းဘက်အနိုင်ယူပြပါလိမ့်မယ်။ပရိသတ်များလုံးမမိတော့ပြောင်းမန်ချက်စတာဖောဆုံကနေပြန်လဲချိုးလိုက်ပါရင်မန်ချက်စတာနိုင်တဲ့ရဲ့မှာပြန်မဲ့အာဆင်နယ်အသင်းဟာချန်ပီယံလိကွာတာဖိုင်နယ်အဆင့်မှာလက်ရှိချန်ပီယံရီးယားမက်ထရစ်အသင်းကိုမျက်ကြောစလုံးအနိုင်ယူပြီးတော့ဆီမီဖိုင်နယ်အဆင့်ကိုထပ်ထိုက်တန်တန်တက်ရောက်သွားခဲ့ပါရင်အာဆင်နယ်ဟာဒီဟာဒီချန်ပီယံလိဆီမီဖိုင်နယ်အဆင့်ကိုတက်ရောက်နိုင်တဲ့တခုတည်းသောပရီးမီးယားလိကလပ်လေးဖြစ်ပါရင် ကမ်းမတ်ကင်းတို့လူတီများတဲ့ရီယယ်မက်ဒရစ်အသင်းအောင်ဒုတိယအကြောက်ပွဲစဉ်မတိုင်းခင်ပရမအကြောက်၃ဂိုးရှုံးနေမှုကနေပြန်လာပြမယ်ဆိုပြီးဆိုရှယ်မီဒီယာအကောင့်တွေမှာပြင်းပြင်းထန်ထန်လေးတိုက်ခဲ့ပါသေးတယ်ဒါပေမဲ့တကယ်တမ်းကစားချိန်မှာတော့အာဆင်နယ်ကိုဘလုံးမမရှင်းနိုင်ပဲဗာနေမျိုးမှာလည်း2-1နဲ့အရှုံးပေးခဲ့ရပြပါနေ။ဘောလုံးပရိသတ်တချို့ကတော့တကယ်လို့မန်နိုက်တက်ကနဝင်ခရစ်စတီယာနိုရယ်တို့ဟာအခုချိန်ယူရဲမက်ထရစ်မှာရှိနေသေးရင်အာဆင်နယ်ကိုကမ်းပတ်ပြန်လာအောင်လုံနိုင်ခဲ့လိမ့်မယ်လို့လည်းသုံးသပ်နေကြပါရင်ပရီးမီးယားလိမ့်ပန်နေဆိုတဲ့ နာမည်ကြီးပေါ်လုံးအကောက်ကရနယ်ဒိုရဲ့ရီယယ်မက်ဒရစ်ကစားသမားဘွားက highlight တစ်ချို့နဲ့အတူအာဆင်နယ်ရဲ့ဘွဲမှာဖြတ်တင်ဘောတွေဇက်တိုက်ပေးပို့ပြီးတိုက်စစ်ဆင်ဖို့လုပ်ခဲ့တဲ့ရီယယ်မက်ဒရစ်ရဲ့ game plan မှာလိုအပ်နေတာကအတားမျိုးပါဒါပေမဲ့ MRB ရဲ့အတွက်အကံမကောင်းစရာဖြစ်နေတာကသူ့အနေနဲ့ရနယ်ဒိုလို penalty area ထဲမှာလွှမ်းမိုးကစားနိုင်စွမ်းမရှိပါဘူးပြန်မဲ့ကစားသမားကိုခွာအောင်လုပ်နိုင်တဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမျိုးမရှိသလိုအလဲနေရာတွေကနေ goal ကန်သွင်းနိုင်စွမ်းလည်းမရှိပါဘူးလို့យေတာထားတာတွေ့ရပါတယ်ရနယ်ဒိုဟာအသက်40ရွယ်ရှိပြီဖြစ်ပေမဲ့ဒီအားသည့် NSA အသင်းအတွက် Sorry Pro League 26ပွဲမှာ23ဂိုးအထိသွင်းယူထားပြီး င်ရွှေဘနက်ဆူအတွက်နံပါတ်1နေရာမှာရက်တည်လျက်ရှိနေပါတယ်